မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ4ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူလေရင်ကွင်းအနီးမှာစစ်ကြေးကောက်နေတဲ့ရဲနဲ့စစ်သားတချို့ကိုအသွင်ယူပြီးတော့တိုက်ခိုက်ခဲ့ရာရဲတအူးစစ်သားတအူးစုစုပေါင်း9ဦးသေဆုံးပြီးတော့လက်နက်တလက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဗ ెంబ ာလ10ရက်နေ့မနက်9:29မိနစ်အချိန်မှာပခုတ်ကူမြို့နယ်ပခုတ်ကူလေရင်ခွင်းအနီးပခုတ်ကူရေစကြိုးလမ်းမကြီးပေါ်မှာကုန်ကားများကိုဆက်ကြီးကောက်နေတဲ့ရဲလင်မယား2ဦးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကစိုင်းကယ်နဲ့အသွင်ယူပြီးတော့တွဲရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာရဲတဦးတေဆုံးသွားတယ်လို့သိရပါတယ်အခုလိုမျိုးပစ်ခတ်တိုက်ခိုက်မှုအတွင်းလေရင်ခွင်း gate ကအကြမ်းဖက်စစ်ခွေးတွေကပြည်ကူပေးပြီးတော့တိုက်ခိုက်နေတဲ့အတွက်အဲ့ဒီ gate ကိုလေးဆယ်မမဘုံဒီတစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ရာ စစ်သားတအုပ်ထမှန်တည်ဆုံသွားတယ်လို့သိရပါတယ်ကျွန်တော်တို့အဖွဲ့ကစစ်ခွေးယူနီဖောင်းဝတ်ပြီးတော့စစ်သားယူနီဖောင်းနဲ့ပဲသွားလိုက်တာပေါ့အနည်းနာရောက်မှမင်းမလုံနေလဲဘဲကလည်းမေးတော့စစ်မှုဆောင်ဂိတ်ကပြောတာနဲ့တခါတည်းပြစ်ထက်လိုက်တာသိသိရရှိတာကတော့ရဲကိုင်းနဲ့လက်နက်နဲ့ဆိုင်ကယ်တစီးဒီကောင်တွေကဂိတ်ကခေါင်းပေါင်းရဲ့တရားဝင်ခွင့်ပြုချက်နဲ့ပတ်စံထွက်တောင်းတဲ့သူတွေတော့မဟုတ်ဘူးကြားပေါက်ရှာတဲ့ကောင်တွေတခါတလေနှစ်ယောက်တခါလေသုံးယောက်အဲ့ဒီလိုပဲထွက်ထွက်တောင်းတာအခုကလင်မယားနှစ်ယောက်တောင်ထွက်တောင်းတာလို့စောင်းတဲ့ရေစကြိုတပ်ဖွဲ့တာဝန်ရကိုအောင်မောင်းကရှင်းပြထားပါတယ် စကြေးထွက်ကောက်နေတဲ့ရဲဟာဘခုတ်ကူမြို့နယ်ဘခုတ်ကူမြို့မှာရဲစခန်းကရဲလုတ်တက်6နှစ်ရှိတယ်ရဲတပ်သားရီမွန်ဖြစ်ပြီးတော့၎င်းရဲ့မိန်းမဖြစ်သူနဲ့အတူ MA1 အမျိုးအစားတပ်နက်တလားစိုင်းကဲ0ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းစီရရှိတဲ့ရဲတပ်သားရဲ့ဇနီးဟာကိုဝင်9လလွယ်ထားရတဲ့အတွက်စစ်စေးမင်းမြန်းကပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။အဲ့ဒီလုံဆောင်မှုများကိုစောက်တဲ့ရေစကြိုတပ်ပေါင်းစုရဲဘော်9ဦးကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဒီလူကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုးတိုင်းနတ်တလင်းမြို့နယ်မှာရှိတဲ့ပြူစောတီစခန်းနဲ့ပတ်ကင်းကိုတိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ကတအုပ်သေးဆုံးပြီးတော့စခန်းမှုရဲ့နေအိမ်နဲ့ဘိုးတဲကိုမိရှုရှင်းလင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ3ရက်နေ့မနေ့9:15မိနစ်ခန့်အချိန်မှာနတ်တလင်းမြို့နယ်မင်းမူကျုံအောက်စုရွာမှာရှိတဲ့ပြူစောတီစခန်းကိုဗကိုးတိုင်းစစ်ဌာနအမတ်22ဘျူဟာတရားဝရီခရိုင်တိုင်ရင်တိုင်ရင် drone တပ်ဖွဲ့ရဲဘော်များနဲ့တပ်ခွဲနဲ့ရဲဘော်များက ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။အဲ့ဒီနေ့မနက်9:23မိနစ်ခန့်မှာ မေဘူးကျောအောင်စုရွာနဲ့တောင်ကျိုးရဲစခန်းကြားမှာရှိတဲ့ကံစုတာကွစခန်းမှုရဲ့နေအိမ်နဲ့စိတ်ခွေးတွေကင်းမုံဝင်နေတဲ့ဗိုလ်ရဲစခန်းကိုလည်းတော်လိုင်းရဲဘော်များကမီးရှို့ရှင်းလင်းခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်တောင်ကျိုးရဲကင်းစခန်းကနေကင်းပိုက်ရန်ထွက်လာတဲ့စိတ်ခွေးများနဲ့ရဲများကိုအဲ့ဒီနေ့မနက်6:15မိနစ်ခန့်မှာတော်လိုင်းရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တိတ်ဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ပြောပါတယ်။ကံစုတာကွက မဲမှုကျောအောက်စုရွာနဲ့တောင်ကျိုးရဲစခန်းကြားမှာရှိတာပါဆိုင်ကယ်နဲ့ဆို15မိနစ်လောက်ပဲမောင်းရတယ်ကျွန်တော်တို့အရင်ဆုံး drone နဲ့ချတယ်ပြီးတော့စခန်းတို့ရဲ့နေအိမ်နဲ့ဘိုးရဲကိုမိရှို့လိုက်တယ်အဲ့ဒါမှတောင်ကျိုးရဲစခန်းကစစ်ခွေးတွေနဲ့ရဲခွေးတွေထွက်လာတာကို ကံစုတာကွာအနားမှာပဲမိုင်းဆွဲတက်ခိုက်ခဲ့တာပါလို့တာယာဝရင်ခရံအမတ်တက်တရင်3838ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းမိုင်းဆွဲတက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်အကြမ်းဖက်စစ်ခွေးများနဲ့ဒေါ်လာရေးတပ်ဖွဲ့ဝင်များအပြန်အလှန်ပစ်ခတ်မှု15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော့ဒေါ်လာရေးရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လက်ဆောင်မှုနဲ့ရဲဘဝကနေပြုတ်ပြီးတဲ့နောက်ရာဇဝတ်မှုနဲ့လည်းထောင်ချဘူးခဲ့သူမော်လမြိုင်အခြေဆိုင်အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဋ္ဌတန့်စော်ဟာသူ့မိန်းမနဲ့ရန်ဖြစ်တဲ့အချိန်မှာစိတ်မထိန်နိုင်ဘဲနဲ့တနက်ပစ်ဖောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုံပြင်းနဲ့မော်လမြိုင်မြို့မြိုင်းသားရဖက်ခင်းလန်းနေတန့်စော်ဟာနိုဝင်ဘာလ2ရက်နေ့နေကင်းမိုင်းက၎င်းရဲ့အိမ်မှာဇနီးနဲ့စကားများရာကနေ တောင်းနဲ့ပြစ်ဖောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တန်းစော်တို့နေတဲ့နားကလူတွေကအတီးပြုတ်တယ်။သူတို့လေမယားရံဖြစ်နေတာကနေတိုင်းနှီးပါပဲ။တနက်နဲ့ပြစ်ဖောက်တာကတော့အခုမှပေါ့။အဲ့ဒီတနက်ကဘဲကရတာလဲပါတီဥက္ကဋ္ဌတွေကိုမင်းအွန်လိုင်းကပဲတနက်ပေးထားသလားလို့ပါတီညာနဲ့နှိစတဲ့မော်လမြိုင်မျိုးကံတဦးကသတင်းပေးဖို့ပြောကြလာပါတယ်။တန်းစော်ဟာမွန်ပြည်နယ်အခြေစားအမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဋ္ဌအဖြစ်နဲ့ စစ်ခွေးတပ်ကပြုတ်လုတဲ့ပါတီများကိုဖိတ်ကြားတဲ့ပွဲများကိုတက်ရောက်ခွင့်ရရှိပြီးတော့အဲ့ဒီပွဲများမှာမင်းအောင်လိုက်ခန့်ထားတဲ့စစ်ဗိုလ်ချုပ်များထင်ရှားသူများနဲ့အတူတူဓာတ်ပုံတွဲရိုက်လေးရှိတယ်လို့သိရပါတယ်အခုလက်ရှိတန်းစော်ရဲ့အလုတ်ကန်ကဌာနဆိုင်ရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုလိုက်လုပေးနေတဲ့အမှုပွဲစားပေါ့အာနာရှိတဲ့သူတွေနဲ့ဓာတ်ပုံတွဲရိုက်ထားတာကိုထုတ်ရှိုးပြီးတော့ဒီကောင်ပိုင်နေပေါ့ဗျာမော်လငိုင်ကဌာနဆိုင်ရာတွေကိုအဲ့ဒီလိုဖျဲပြီးတော့တယောက်ယောက်ကဌာနတစ်ခုခုကလိုချင်တာရှိရင်ရှောက်ထားချင်တာရှိရင်ပြည်တနာပေါ်ရင် သူကပွဲစားလိုက်လို့ပေးတယ်လို့၎င်းကပြောဆိုထားပါတယ်။တန်ဇော်ဟာနာမည်တဲ့နဲ့ကြော်ကြားနေသူတဦးဖြစ်ပြီးတော့မော်လမြိုင်ဒါတိုင်းတိကြပြီးမင်းအောင်လိုင်းလက်ထက်မှာအခုလိုမျိုးသူကပါတီဥက္ကဋ္ဌဖြစ်နေခြင်းဟာမထူးဆန်းဘူးလို့မော်လမြိုင်မျိုးမူပေါ်ရက်နေအမျိုးသားတို့ကပြောပြထားပါတယ်။ရဲဘဝတော့ကလည်းမော်တော်ပီကယ်ရဲတပွင့်လို့ပြောကြတယ်။ရဲတွေလက်စားတာမထူးဆန်းပေမဲ့ဒီကောင်ကတော့ဘလောက်ငတ်ကြီးကြလဲဆိုရင် ြုတ်တဲ့အဆင့်အထိကိုလက်စားတာမိမကိစ္စဆိုရင်လေဆရာအဆင့်ပဲနာမည်ကြီးစောက်နှာဘူးကောဒါပေမဲ့ဘသူကိုဘလို့ဒူးထောက်ရမလဲဆိုတာကောင်းကောင်းကျွမ်းတယ်သူ့ရဲ့အဓိကကျွမ်းကျင်မှုကတော့ဂါရက်တာပဲပြီးတော့မေလုံးလက်ထက်မှာမဘာသာပါတီဥက္ကဋ္ဌဖြစ်လာတာမထူးဆန်းပါဘူးလို့၎င်းကရှင်းပြထားပါတယ်။တန့်စော်မိမနဲ့ဇကားများပြီးတော့တနက်ပစ်ဖတ်မှုကြောင့်အနိပတ်ဝင်းချင်မှာရှိတဲ့ပြည်သူများဟာအထိတ်တလန့်ဖြစ်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက် ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မော်လမြိုင်မြို့မှာ 马爸爸泡你流转。 ဘီဒင်ဆီယာဟာလည်းပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးရဲ့အမတ်လောင်းအဖြစ်နဲ့ကံဝင်ဆန်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ချောင်းစုံမြို့အနောက်ပိုင်းရပ်ကွာမြစ်မုံတောင်ဖုန်ကြီးကျောင်းမှာကျောင်းတိုင်ဖုန်ကြီးလုခဲ့ပြီးတဲ့နောက်လူထွက်ပြီးမိမယူခဲ့တဲ့ပြည်ဖြိုးဆိုတဲ့ကောင်ဟာစစ်တပ်လက်ကင်တုပ်မော်လမြိုင် YMBA အဖွဲ့ဝင်တအုပ်လည်းဖြစ်ပြီးတော့ယခုခါမွန်ပြည်နယ်အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမတ်တက် PR အမတ်လောင်းအဖြစ်ပြည်သူ့ရှေ့ဆောင်ပါတီကနေဝေရောက်ရှင်ပြိုင်မှာဖြစ်ကြောင်းပါတီနဲ့နှိစက်သူများကပြောပြထားပါတယ်။အရင်ကမော်လမြိုင် YMBA အသင်းကလုတ်တဲ့ဟောပြောပွဲတွေမှာတွေ့ရလေရှိပါတယ်။ဥပဒေရှိပြမင်္ဂလာဘာညာပေါ်အမျိုးကိုချစ်ပါတို့ယဉ်ကျေးလိမ်ပါတို့ YMBA တင်တန်းနေမှာတက်ပြီးတော့ကလေးတွေကိုရှောက်ဟောတာပေါ့ဗျာဘေးရင်လဲဟောတယ်ဘလောက်ဆောက်သုံးမကြလဲဆိုရင်အိမ်ချမ်းမြေပွဲစားလေးလုပ်တယ်နိုင်ငံရေးဆိုတာဘာမှမသိပေမဲ့မဘာသာလမ်းကြောင်းကနေပြီးတော့အခုတော့ P3 လုံးရဲ့အမတ်လောင်းဖြစ်လာပြီဗျာကဲဘေးရင်ဆရာဆိုတော့လေကံဝင်စမ်းချေတာနေမှာပေါ့လို့သူ့ဆောက်ကြောင်းကိုတိတဲ့ border တွေကအောက်ဖဲလန်ထားပါတယ်ပြေဖြိုးဟာလူထွက်ပြီးတဲ့နောက်ဘုံကြီးဘဝကစာတင်ပေးခဲ့တဲ့တပည့်မနဲ့ယူလိုက်ကြောင်းထောင်းစုံမြို့နယ် ပလိုင်ဝမ်ရွာသားကပြောဆိုထားပါတယ်2024ခုနှစ်ကဖုံးကြီးလူထွက်လိုက်တယ်ထင်းတယ်ဘာလို့လဲဆိုတော့ချောင်းစုံကနေတော်တော်ကြာကြာပျောက်သွားပြီးတော့ရှန်ကန်ထိုင်းနေပါတဲ့ဘက်ကိုရောက်သွားသေးတယ်ပြီးတော့မှပြန်တွေ့တော့သူစာတင်ပေးတဲ့သူ့ရဲ့တပည့်မနဲ့ယူထားပြီးပြီတဲ့ဘလောက်ဆောက်အောက်တန်းကြတယ်လဲစဉ်းစားကြည့်စမ်းလို့၎င်းကရှင်းပြထားပါတယ်ပြေဖြိုးမှာ Facebook account ၄မျိုးထက်မနည်းရှိပြီးတော့တရားမဝင်ရွေးကောက်ပွဲပြုလုပ်တဲ့ကိစ္စရဲ့အများကိုဥပြေဖြိုးနဲ့ရွှေပုံစံ account တို့မှာတင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာအေရှန်ဖြစ်နေကျင်းပနေတဲ့ Miss Universe 2025ပြိုင်ပွဲဝင်တွေတဲခိုတဲ့နေရာကိုထိုင်းရဲ့တပ်ဖွဲ့ကတင်းနာနေမှာထိုင်းနိုင်ငံမှာတရားမဝင်တဲ့ online casino လောင်းကစားတွေကိုကြောညာပေးခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေကြောင့်ဝေရောက်ဆစ်ဆေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့ Miss Universe Thailand ပြိုင်ပွဲကို အဓိကပြိုင်ဘက်ဖြစ်တဲ့ Miss Grand International MGR ရဲ့ CEO ဖြစ်သူ Mr. Nawak က Asian ချင်းပါရေးကော်မတီဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ယူထားတာပဲဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကသူ့ကိုတတ်တည်ဖြစ်နဲ့ခေါ်ယူစစ်ဆေးခဲ့ရမှာတော့ Mr. Nawak ကသူ့ရဲ့ Miss Grand အဖွဲ့အစည်းဟာဒီလိုမျိုးတရားမဝင်တဲ့လုပ်ရမှာလောကပါဝင်ပတ်သက်မှုမရှိကြောင်းထွက်ဆိုခဲ့ပါတယ်။စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ Mr. Nawak ဦးဆောင်တဲ့ Miss Grand International public company limited က miss universe thailand ပြိုင်ပွဲကျင်းပစဉ်အတွင်းဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့အတိပေးလိုတယ်လို့ပြောပါရယ် miss universe organization muo ဟာ၎င်းတို့ရဲ့ sponsor တစ်ခုဖြစ်တဲ့ online casino လောင်းကစားလုပ်ငန်းကိုကြော်ညာခဲ့တာကိုကျွန်တော်တို့သတိပြုမိပါတယ်ဤလို့ရဟာထိုင်းနိုင်ငံရဲ့ဥပဒေအရလုံးဝတရားမဝင်ပါ miss universe thailand ရဲ့တရားဝင် agent ဖြစ်တဲ့ကျွန်တော်တို့ miss grand international public company limited အနေနဲ့ဤလောက်ရမှာလုံးဝပါဝင်ပတ်သက်ခြင်းမရှိကြောင်းရှင်းလင်းအပ်ပါတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီကြော်ညာမြင့်တင်မှုများအားလုံးကို Miss Universe Organization MUO ကသာတည်တပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ Miss Grandback ကတော့သူတို့ဟာအင်ရှင်သာဖြစ်ပြီးတရားမဝင်လုပ်ရများအားလုံးကိုဧည့်သည်ဖြစ်တဲ့ Miss Universe Organization ကသာတာဝန်ယူရမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အခုအချိန်ဒီမှာတော့ကမ္ဘာအကြီးဆုံးအလှမယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Universe Organization MUO ဘက်ကဒီဆိုဆွဲချက်တွေအပေါ်ဘလို့တုံ့ပြန်လာမလဲဆိုတာကိုအားလုံးကစောင့်ကြည့်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ Line မြို့နယ်ထွေအုပ်စီပင်နဲ့မြို့နယ်တို့ကဘုံမူးဆိုတဲ့ကောင်းနေနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရာယီမူးဆိုတဲ့အောက်တန်းစားတွေပေါင်းပြီးတော့ Islam ဘာသာဝင်များရဲ့နေအိမ်များကိုဖိအားပေးပြီးတော့ဖြိုဖျက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 伢们莫搞错过，明明说来讲话，可来带哥，公厕边头一块这个“茅头街”没收尾，一说把它为名个鸡毛泥浆，贴在个名个表面了，娃 <noise> 嘞，而你给上苗也拿过茅，那苗内第一关对吗？ လွင်စေးကန်းအမည်နဲ့စေကုဒနေတဲ့ဆေးရဝဲမောင်မောင်လွင်ကအာနာပိုင်အဖွဲ့စည်းများကိုငွေပေးပြီးတော့ခိုင်းစေထားကြောင်းအစ္စလာမ်ဘာသာဝင်များရဲ့နေအိမ်များကိုဖျို့ဖျက်ပြီးတော့ခွင့်ပြုချက်မဲ့အဆောက်အုံတိုက်ခန်းများဆောက်လုပ်ပြီးပေါင်းစားကြဖို့ဆောင်ရွက်နေတာကိုဒေသခံများကသိရှိထားတော့လေအိုးမဲ့အိမ်မဲ့ဖြစ်မဲ့အရေးကနေအားကိုးရမဲ့ဖြစ်နေတယ်လို့ဒေသခံများကတိုင်ကြားထားပါတယ်ဘိုးဘွားဆင်ဆက်နေထိုင်လာကြတဲ့အိမ်များကိုအာနာပြဖိအားပေးပြီးတော့ဖျို့ဖျက်ရန်လှုံ့ဆော်နေတဲ့အဖွဲ့စည်းများနဲ့ပူးပေါင်းပါဝင်သူများကိုဖော်ထုတ်အေးအေးယူပေးပါရန်ဒေသခံများကလိုလား ားနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ